โอเคအလုံးမင်္ဂလာပါဆရာတော်စိုးတန်းရဲ့အဲ literature with a small um a small l ပေါ့နော် passage in the saro pizza များဆိုတဲ့စာအုပ်ထဲကကျွန်တော်ခေါင်းစဉ်အချို့ကိုဒါအတူတူဖတ်ပြနေရေပေါ့နော်အဲ့တော့ဒါကတော့ dubia များဒါ topic ဖြစ်ပါတယ်ဒီနေ့တွေ့ကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ချစ်ချင်းရဲ့ sentence ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြန်မာလိုလေးရင်ဖတ်ပြမယ်ပေါ့နော်ကို့အတွက်တော့ချစ်ချင်းရဲ့ sentence ပဲဟာအမုံမဟုတ်ပါဥပိ္ပခာပြုခြင်းသာဖြစ်တယ် လူတယောက်ကိုမချစ်နိုင်တော့ဘူးဆိုရင်ဒါမုန်းစိတ်တော့မဖြစ်ပါသူမနဲ့ပတ်သက်လို့စိတ်မဝင်စားတော့တာဥပိ္ပခာပြူထားလိုက်တော့တာဖြစ်တယ်ဆိုတော့ဒါလေးကတော့မြန်မာလိုဖြစ်ပါတယ်အဲအင်္ဂလိပ်ဒီလိုဘာသာပြန်ထားတယ်ဆရာဘာသာပြန်ထားရလို့ကျွန်တော်တို့ဖတ်ရင်းနဲ့ဒီထက်အသုံးတချို့ကိုကျွန်တော်ရေးလာကြည့်မယ်ပေါ့နော် for me the opposite of love is not hate အဲဒီမှာကျွန်တော်တို့ကဒါစัจ ज ဘက်စကလုံးလေးတွေကိုဒါဒေးလာလို့ရတယ် the love ရဲ့စัจ ज ဘက်က hate ပေါ့နော် opposite word လေးတွေအဲ့ဒါကိုကျွန်တော် English မှာ antonyms လို့လည်းခေါ်ပါတယ် left the opposite of left is not hate is indifference အမှကျွန်တော်တို့ကဒီလိလိရှူတာဥပ္ပခါပြုတယ်ဆိုရင်ကျွန်တော်တို့ခေါင်းထဲမှာ ignorance ignore ဆိုတဲ့စကားလုံးပေါ့နော်အဲ့စကားလုံးပေါ်လာတဲ့ဒီမှာတော့ကျွန်တော်တို့က indifference ဆိုတဲ့စကားလုံးလေးကိုတုံးထားပါတယ် now form မှာ uncountable ဖြစ်တယ်ဆိုတော့ကျွန်တော်တို့က difference ဆိုတဲ့ဒီ FFE ENT ပေါ့နော် adjective form ကို ENC ပေါင်းလာတာဒီမှာ နော်မတူညီတော့ကွဲပြားတော့ဆိုရဲဟာရဲ့ noun form difference ဒီ FFE ရ ENC ဝိုက်ဒီပင်နဲ့တော့နာမဟုတ်ဘူးဒီထဲမှာကျတော့ indifference ဆိုတာကျွန်တော်တို့ဒီ lack of interest ဩနော်ဒီမှာကျွန်တော်ဒီ table လေးကြည့်ကြည့်မယ်အဲ့တော့ဒီ indifference ဆိုတဲ့ table ဟာ lack of interest concern or sympathy ပေါ့နော်အဲ့တော့တရားဝင်တဲ့ပတ်သက်လို့ဘာမှစိတ်ဝင်စားဖို့မရှိတော့တာဆိုရင်ပူပန်မှုတွေမရှိတော့တာဆက်တဲ့ပြင်လုံးဝကိုဘာမှမခံစားရတာမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော် indifference လို့ တုံးရပါတယ်သူက now for uncountable ဖြစ်ပါရဲ့ပေါ့နော် okay ဆိုတော့ကျွန်တော်ဒီအားလေးကိုဖတ်ကြည့်မယ်ပြန်ဖတ်ကြည့်မယ် even when i can no longer love someone အဲ့မှာကျွန်တော်တုံးထားတဲ့ no longer ပုံစံလေးပေါ့နော်ဒီမှာ no longer တုံးလိုက်တဲ့အတွက်ကြောင့်သူကဒီမှာ can love ဆိုပြီးတော့တုံးလို့ရသွားတယ်တကယ်လို့ကျွန်တော်ကဒီကောင်ကို no longer မတုံးချင်ဘူးဆိုရင်နောက်တဲ့တုံးလို့ရတဲ့ပုံစံခုရှိတယ်အဲ့ဒါတော့ cannot any longer နဲ့လေတုံးလို့ရတယ်တကယ်လို့ရှင်းမှာကျွန်တော် no longer မတုံး cannot တုံးမယ်ဆိုလို့ရှိရင် cannot love someone လို့ရေးလိုက်ပေါ့နော် object ကြီးကျွန်တော်ရေးလိုက်အဲပြီးတော့မှနောက်ကဒီ no longer ကရှေ့မှာ not နဲ့ပြတ်သွားတဲ့အတွက်ကြောင့် no longer မရတော့ဘူးကျွန်တော်အဲ့မှာ any longer ဆိုပြီးတော့ဒီလိုလဲကျွန်တော်ရေးလို့ရတယ် cannot love someone any longer လို့မရေးလို့ရတယ်အဲ့လိုက် any longer နဲ့ကျွန်တော် not နဲ့တောင်းပေါင်းပြီးတော့ no longer ဆိုပြီးတော့လဲဒီလိုရတယ်အဲ့ပုံစံလေးကျွန်တော်တည်ထားတင်တယ်ခေါ့နော် what i can no longer love someone even what i can no longer love someone i don't feel hatred hatred က noun ဖြစ်ပါတယ် အာ out of hatred နော်ဆိုတော့ဒီမှာ hatred ကကျွန်တော်တို့အဲဘာနဲ့တူလဲဆိုလို့ရှိရင် hate နဲ့တူတူပါပဲ hate နဲ့တူတူပဲ intense dislike ပေါ့နော်တရားဖို့ကျွန်တော်တို့ကတော်တော်လေးကိုမနစ်သက်တာနော်ကာမုန်းတာဆက်တဲ့အချိန်ဒီမှာကျွန်တော်တို့ hatred လို့ရတော့လို့ရတယ်နော် hatred ဆိုတာကျွန်တော်တို့ in ဒီမှာဆိုရင် hatred ရဲ့ definition လေးက intense dislike or hate ဖြစ်ပါတယ်ဟုတ်ပြီနော် okay ဆိုတော့ hatred လို့တောင်းထားတယ် i don't we hatred I just we get an interested in ဟဲ့ဒီမှာကျွန်တော်တို့ participate agent ကိုတနည်းကကျွန်တော်သင်ခန်းစာလေးတစ်ခုနော် ED agent ING agent အကြောင်းလေးပြောထားတယ် AI ရဲ့အဆက်လေးဒီမှာအဲ့ဒါကိုကြည့်ထားမဲ့သူတွေကဒီမှာနော်တွားပြီးတော့ link လုပ်ပြီးလိမ့်မယ်ဒါလေးကကျွန်တော်တို့ agent ending ED ပါသူက feelings နဲ့ emotion တွေကိုပြောရဲခါမှာကျွန်တော်တော့ပို့ရတယ်ဒီမှာဆိုလို့ရင် and ကကျွန်တော်တို့ရဲ့ရှေ့မှာဆက်လိုက်တယ်ဒါ prefix ဖြစ်ပါတယ် agent for me prefix ပေါ့နော်နောက်ကတော့ INT ကြီးက ESTED interested ဆိုတာကကျွန်တော်တို့ adjective ဖြစ်တယ်ပေါ့နော်အဲ့ adjective ကိုကျွန်တော်တို့က negative ဖြစ်ချင်တော့ရှေ့မှာ and လို့ခေါ်တယ်ဒါ prefix ကိုကတ်ထားတယ် happy and happy ဆိုတဲ့အတူတူပဲဒီရှေ့ကသုံးထားလေရဒါ prefix ဖြစ်တယ်သူကနောက်က adjective ကိုနောက်က adjective ကို opposite adjective ဖြစ်သွားစေပေါ့နော်အဲ့တော့ပြီးတော့အတူရနောက်မှာကျွန်တော်တို့က proposition နေနဲ့သူရနောက်မှာကျွန်တော်ပါလိုက်လေဆိုရင် in light တယ်ပေါ့နော်အဲ interested in ဆိုပြီးဒီမှာကျွန်တော် in light ထားပါတယ် interested in and interested in anything related to them became indifferent ဒီမှာ indifferent က adjective ဖြစ်သွားပြီ became became နာမဖြစ်တဲ့အတွက်ကြောင့် adjective ဖြစ်သွားတယ်เนาะခုကြီးကပြုထားလိုက်တယ်ပေါ့အဲ့တော့ဒီအားလေးကိုကျွန်တော်เนาะအတန်အတွက် file မျိုးကိုလေဒါလေးကိုရွေးပြထားတဲ့ file audio file လေးလေးကျွန်တော်ပို့ပေးထားမယ်ပေါ့เนาะနောက်မှခါရိုက်ထည့်ပေးထားမယ်ဆိုတော့အားလေးကိုလေဒါဖတ်ကြည့်ပါအားလေးကိုကျွန်တော်ဒီ that ဒီဟာလေးရဲ့နောက်မှာကပ်ပြီးတော့ပို့ပေးထားမယ်ပေါ့เนาะတင်တင်ပေးထားမယ် The opposite of love is not hate is indifferent เนาะ no? indifferent ဆိုရယ်စလုံးလေးသိစေချင်တာပါ so right? indifferent ဆိုတာမှတ်မိသေးလား indifference indifference general, ဆိုတာကျွန်တော်တို့ဘာပြောရလဲဆိုရင် lack of interest concern or sympathy The တနာเนาะ encounter ပဲပဲဟာ hatred ကလည်း encounter ပဲပဲ intense dislike or hate ဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့ကိုပါတာကိုတစ်ခါဖက်ပြန်ဖက်ကြည့်ပေါ့เนาะ so, I mean, for me the opposite of love is not hate it's indifference even when i can no longer love someone i don't feel hatred I just become uninterested in anything related to them, becoming indifferent.